ကျွန်တော်ကြိုးစားနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တခါလေးကြာရင်အခုပြောကြတယ်တရုတ်ဆောင်ဝါသနာပါလုံးလို့ကျွန်တော်မိသားစုနဲ့တော့ against လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ်ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလုပ်ပါလားတဲ့ကျွန်တော်ကအမှန်တရားပြောရရင်ဥပညာတရုတ်ဆောင်ရေးစားလုပ်တာပေါ့နော်ဒါပေမဲ့ကို လမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ငွေလေးရဖို့အတွက်ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ပြောဆိုကြရတဲ့သူတွေလည်းအများကြီးပေါ့နော်နောက်တစ်တခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့အကျွတ်တင်နေကြတာပေါ့နော်ခမည်းချစ်နေတယ်ဆိုတော့အဲ့ဒီ November ဆိုတဲ့မိန်ကလေးရဲ့အချက်ကိုကျွန်တော်မရရအောင်ရှူပါအဲစေးချောင်းသားလေးအကြောင်းပြောပြီးတော့ဆိုရင်တော့စေးချောင်းသားလေးကကျွန်တော် တော်တော်ကြိုးစားပြီးတော့ရိုက်ကူးထားတာပါအဲ့ဒီနေရာရောက်ဖို့လည်းမလွယ်ခဲ့ပါဘူးကျွန်တော်ဘဝမှာအခက်အခဲတွေအများကြီးပဲရှေ့မှာဆိုရင်ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေလည်းအများကြီးပဲနောက်ထပ်ဒီနေရာလေးဒီနေရာတတိယရဖို့အတွက်ကိုလည်းကျွန်တော်အများကြီးပေးဆက်ပြီးကြိုးစားထားရတယ်အဲ့ဒီပုံမှာလည်းကျွန်တော်အပြည့်အဝကြိုးစားခဲ့ပါတယ်ခင်ဗျာဟုတ်ဘာပေးဆက်ခဲ့ရလဲဆိုတော့ကျွန်တော်အဓိကကျွန်တော်ကကြတော့ဟိုမိသားစုကလည်း100%ပြည့်စုံတဲ့အတိုင်းဝိုင်းကလာတာမဟုတ်ဘူးလေမဟုတ်တဲ့အတွက် ဒီကဒီအမှုပညာလောက်တဲ့အခါမှာမိသားစုကလည်းကိုယ်သဘောတူတူခဲ့တဲ့မိသားစုမဟုတ်ဘူး GPU နဲ့ကျွန်တော်ကိုဝါသနာပါလို့ဒါအရေးစွန်ပြီးတော့လောက်ခဲ့ရတဲ့လမ်းကြောင်းဖြစ်တယ်ပြီးတော့ဒီအမှုပညာလမ်းကြောင်းပေါ်ရောက်ပြီးဆိုတော့လည်းကျွန်တော်တွေးလိုက်တယ်အိမ်ကပတ်စံတွေကိုထိုင်သုံးနေမယ်အဲ့ဒီပတ်စံတွေနဲ့အမှုပညာကြီးကျွန်တော်သွားစီလာစီတွေပေါ့နော်လုံနေမယ်ဆိုရင်ကျွန်တော်အဆင်မပြေဘူးလေအိမ်ကသဘောတူတာမှမဟုတ်တာအဲ့တော့ကျွန်တော်ဂျာထဲမှာအမှုပညာဝါသနာပါရတဲ့အတိုင်းကျွန်တော်ဘာလုပ်ရလဲဆိုတော့ကျွန်တော် ဟိုတချင်းနေလဲကျွန်တော်လိုက်ဆိုတယ်ကျွန်တော်ပြီးတော့ MC လဲကျွန်တော်လိုက်လုပ်တာပဲခန်းနာမှုတွေဆိုကျွန်တော်ပွဲတိုင်းမှာတွေ့မှာပါအမှန်တိုင်းပြောရင်ဒါအနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပဲလေအဲ့ဒါကြောင့်ကျွန်တော်ဒီလမ်းကြောင်းပေါ်မှာပဲကျွန်တော်ကိုချက်တော့ပုံကိုရက်တည်တယ်ကိုဝင်ငွေလေးနဲ့ကိုတုံးချနိုင်အောင်ကျွန်တော်အများကြီးစူးစမ်းခဲ့တယ်နောက်ထပ်ဒီနေရာလေးရဖို့ကိုလည်းကျွန်တော်ရှိမှဆိုဖြတ်တန်းခဲ့ရတဲ့အရာတွေပေါ့နော်ခက်ခဲမှုတွေအများကြီးပဲပေါ့လဲဆိုအတိုက်ခိုက်တွေလည်းမျိုးစုံပေါ့ခုံခဲ့ရတယ်ခံခဲ့ရတယ်ပေါ့နော်အတိုက်ခိုက်မျိုးစုံလည်းခံခဲ့ရတယ် ဘလောက်တိစိုးစိုးဝါခံရလဲဆိုရင်ဂျင်ဘက်ကြီးတစ်ခုလုံးနာကျင်နေအောင်ခံရတယ်အရင်ခံအကတ်တယ်ခံရမှုကကရည်ရွယ်ချက်တွေမျောလင်းချက်တွေအားလုံးကတဲတဲရေတုံပဲအဲ့ဒီခံစားချက်မျိုးပေါင်းစုံကိုကျွန်တော်ကြော်ဖြတ်ခဲ့တယ်အများကြီးပဲလူတွေရဲ့မုန်းတာတွေကိုလည်းကျွန်တော်ခံပြီးကမှပေါင်းလဲဆိုရင်လူတွေက ကျွန်တော်ကြိုးစားနေရတော့မမြင်ဘူးဒါပေမဲ့ကျွန်တော်တစ်ခါလေးကြာရင်အခုပြောကြတယ်တရုတ်ဆောင်ဝါသနာပါလုံလို့ကျွန်တော်မိသားစုနဲ့တော့ against လုပ်ပြီးတော့ကျွန်တော်တရုတ်ဆောင်လုပ်တယ်ဒါပေမဲ့တချို့ကကြတော့ MC က MC ပဲလုပ်ပါလားအဲ့ကျွန်တော်ကအမှန်တကယ်ပြောရရင်နုပညာတရုတ်ဆောင်ရေးစလုပ်တာပေါ့နော်ဒါပေမဲ့ကို လမ်းကြောင်းလေးတစ်ခုအဲ့ဒီပေါ်မှာကိုဝင်ငွေလေးရဖို့အတွက်ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့နေရာတစ်ခုရသွားတယ်အဲ့လိုတွေလာပြီးတော့ကြောက်ဆူကြရတဲ့သူတွေလည်းအများကြီးပေါ့နော်နောက်တစ်ခုကျွန်တော်လွယ်လွယ်လေးရတယ်ဆိုပြီးတော့သူကထင်းနေကြတာပေါ့နော်ကျွန်တော်အများကြီးပဲအနှိတ်ခံရတာအဓိကတော့အနှိတ်ခံရရင်ကိုအရေးချင်းမရှိလို့အနှိတ်ခံရတယ်ဆိုကိုလိုက်ခံတယ်ကိုလိုက်ခံတယ်ဒါပေမဲ့အရေးချင်းတစ်ခုကိုသူတို့တတ်မှတ်လို့စီးပောင်နေတဲ့ဝင်ပြီးကမှအဲ့လို ရိုက်ချတာရိုက်ချိုးတာလေအများကြီးခံရရပေါ့နော်အခုလည်းကျွန်တော်မအောင်မြင်သေးပါဘူးဒီဇန်လန်ရဲတဲ့မှာလည်းဒီနေရာလေးကိုရောက်ဖို့ကျွန်တော်အများကြီးရှင်ပြိုင်မှုတွေနဲ့ကျွန်တော်စ조사ပြီးတော့လာခဲ့ရတယ်ဒီနေရာလေးပုံမှန်လည်းအားလုံးကတချို့ကကြတော့ဒီဇဲယုတ်ကိုနားလဲတယ်ပေါ့နော်ဆရာဝန်ဇဲယုတ်ကိုမှကျွန်တော်ကရမ်းစိုးသွမ်းနေရတာပေါ့နားလဲဒါပေမဲ့ကျွန်တော်နားမလဲပဲနဲ့ဟိုမစင်ညာတိလာဆဲတဲ့သူလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဟိုစိတ်ကောင်းလုံးတော့ပဲထားပါတယ်ကျွန်တော်အားလုံးကိုလည်းမေတ္တာပို့ပါတယ် ျွန်တော်ဘာလို့လဲဆိုကျွန်တော်ကြိုးစားရဲ့နေရတာကျွန်တော်အတိဆုံးပါဟုတ်အဲအဆုံးပါဘာလို့လဲဆိုရင်အတချို့ကကြတော့ဒီခါလေးကြရင်ဟိုဘခန်နိုင်လို့လာပြီးတော့ပြောကြရတူလည်းရှိတယ်ဒါပေမဲ့ကျွန်တော်အများကြီးရှိမှာဘလို့ပဲကြုံခဲ့ကြုံခဲ့ဒီဇယ်လန်တွဲမှာရှိတယ်ပေါ့နော် MRT4 ကလူကြီးမင်းနေဆိုရင်လည်းကျွန်တော်အရန်ကောင်းကြတယ်ဘာလို့လဲဆိုကျွန်တော်တို့ဒီ MRT4 ရောက်ကြတဲ့ကနေစိတ်စားစိတ်တကက်တထေးလို့ထားတာ ထားပြီးဆိုရင်လည်းဟိုတယ်လိုမျိုးအဆောက်အဦတွေမှာထားတယ်စားတာနေတာထိုင်တာဘရောမန်ပူရအောင် MRT ဖို့တဲ့ရောက်ခဲ့တဲ့ရပါတော့နောက်ထပ်အခုဇက်လန်ထဲမှာဆိုရင်လည်းဆရာသမိုးတိုးတက်လို့ဆိုရင်လည်းတိတိချာချာတင်ပြပေးတယ်ဟိုနောက်ထပ်အတာတွေကအဆောက်ပေါ့နော်နောက်ထပ်ကိုကောင်းမြတ်ဆန်တို့ဆိုရင်လည်းအဲ့ဒီမဲ့အဲ့ဒီထဲမှာပါတယ်အခုဆိုကျွန်တော်နဲ့ live မှာအခြေတင်ဖြစ်နေရတယ်ပေါ့နော်ဇက်လန်ထဲမှာဒါအပြင်မှာကြောက်အဲ့လိုမဟုတ်ဘူးကိုကြီးကဟိုစင်းပေါ်ရောက်ပြီးဆိုတာနဲ့ညီလေးဘာလို့အဲ့လဲကျွန်တော်တို့ရဲ့ဘာလို့လဲဆိုရင် shooting နားတဲ့အချိန်မှာတော့မှာစားတော့ဆိုင်ကိုခေါ်သွားတယ်ထားပြီး ထားပြီးကမှကျွန်တော်တို့သင်ပြဖို့အတွက်ကျွန်တော်တို့ရင်ဘတ်ထဲမှာရှိတဲ့အားနဲ့ချက်တွေအားလုံးဖွင့်အံချလာအောင်သူကိုယ်တိုင်စကားတွေအမျိုးမျိုးအစ်ထုတ်ပြီးကမှမေးတာအဲ့လိုကိုယ့်ရဲ့အရာတွေအားလုံးပေါ်ပြီးဆိုမှသူကတိတိကျကျကိုသင်ပြပေးတာပေါ့နော်ရှူတင်မှာဆိုရင်လည်းကျွန်တော်ကိုစင်းမော့မှာဆိုရင်လည်းခေါင်းအစခြေအဆုံးတိတိကျကျကြည့်ပြီးကမှကိုသင်ပေးကြတယ်နောက်ထပ်ရှူတက်တစ်ဖွဲ့တအားလုံးလည်းသင်ပေးသင်ပေးကြတယ်ပေါ့နော်အဲ့တော့လေကျေးဇူးအများကြီးတင်ပါတယ် ဟိုအခုဇက်လန်အပေါ်မှာတော့ညတော့ကတော့တော်တော်လူပြောများနေကြတယ်ကျွန်တော်လာအားပေးတဲ့တရုတ်ဆောင်ကြီးတွေကိုလည်းကျေးဇူးများတွေတင်ပါတယ်ခင်ဗျာ